အားလုံးပဲမင်္ဂလာပါ The Red United ရဲ့ Facebook Page နဲ့ YouTube Channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ကျွန်တော်တို့ United အနေနဲ့ပေါ့နော်ကစားသမားတွေရဲ့အပြောင်းအရွှေ့ကိုအစဉ်ဆက်မပြတ်လုပ်ကိုင်နေတဲ့အပြင်တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ကစားသမားတအုပ်ဖြစ်တဲ့ Jaden Sancho နဲ့ပတ်သက်ပြီးတော့ Daily Mail ကနေ report ပြုလုပ်ထားတာရှိပါတယ်ဆိုတော့ကျွန်တော်တို့ United ရဲ့ကစားသမား Jaden Sancho ဟာ Chelsea အသင်းထံအငှားပြောင်းရွှေ့ကစားနေတာဖြစ်ပါတယ်ဆိုတော့ဒီအငှားပြောင်းရွှေ့ကစားတဲ့အထက်မှာစာချုပ် ဒီချုပ်ဆိုခဲ့တဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ယာဒီကုံနာနဲ့ချက်စီးအနေနဲ့ကစားသမားကိုအပိသက်ခေါ်ယူခွင့်အနေနဲ့ပေါင်25တန်းနဲ့ခေါ်ယူရမှာဖြစ်ပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနောချက်စီးရဲ့တာဝန်ရှိသူတွေနဲ့အတူဂျီရန်ဆန်ချိုနဲ့ထိတ်တိုက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်ဆိုဒီဆွေးနွေးမှုမှာတော့ကစားသမားရဲ့ဒီလစာမြောင်များမှုတွေနဲ့ပတ်သက်ပြီးတော့လဲပါတယ်ပြီးရင်ကစားသမားအနေနဲ့ ဒီချက်စီရဲ့အခန်းကဏ္ဍမှာဘလို့ခန်းကဏ္ဍတွေပါဝင်မယ်ဆိုတဲ့ကိစ္စတွေလည်းပါဝင်ပါတယ်ဆိုတော့နောက်ဆုံးမှာတော့ဆုံးဖြတ်ချက်အရဆိုလို့ရှိရင်ဒီကသမားနဲ့ချက်စီးနဲ့ဆွေးနွေးမှုမှာအပေါင်းလက္ခဏာမဆောင်ဘဲနဲ့မှသဘောတူညီမှုမရရှိခဲ့ဘူးဖြစ်ပါတယ်။သူတို့အတွက်ကြောင့်မလို့ချက်စီးဟာအခုဆိုလို့ရှိရင် United ထံကိုဒီကသမားကိုပြန်ပို့ဖို့အတွက်ကိုဆုံးဖြတ်ချက်ချခဲ့တယ်ဆိုပြီးတော့ report ရဲ့အဆိုအရသိရပါတယ်။ဆိုတော့ချက်စီးအနေနဲ့ကသမားကို ဒီ United ထံကိုပြန်ပို့မယ်ဆိုလို့ရှိရင်စာချုပ်ပါယောကြီးအရာပေါ့နော်ပေါင်5တန်းပေးရှယ်မှာ ဖြစ်ပါတယ်ဆိုတော့ Chelsea ဟာအခုဆိုရင် United ထံကိုဒီကစားသမားပြန်ပို့မှာဖြစ်တဲ့တကြောင်မလို့ပေါင်5တန်းပေးရှယ်မဲ့လမ်းကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလက်ရှိအခုဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကျွန်တော်ပြောချင်တာကတော့ အခုဒီကစားသမားဒီဂျန်ဆန်ချိုနဲ့ပတ်သက်ပြီးကျွန်တော်တို့ United အနေနဲ့ဆိုရင်ဒီကစားသမားကိုကျွန်တော်တို့ခေါ်ယူခင်ကာလတုန်းကပေါ့နော်ဒီ2021မှာကျွန်တော်ကစားသမားကိုခေါ်ခဲ့တာဖြစ်ပါတယ်ဒေါမော်အသင်းကနေကျွန်တော်တို့ခေါ်ခဲ့တယ်ဆိုတော့မခေါ်ခင်မှာလည်းကျွန်တော်တို့ကနှစ်နှစ်လောက်ကိုဒီကစားသမားကိုစိတ်ဝင်စားအကြောင်းနေနဲ့ပြီးလို့ရှိရင်အချိန်နေစောင့်နေပြီးရင်ခေါ်ခဲ့တဲ့အခါမှာလည်းငွေကြေးမြောက်များစွာပေးပြီးမှခေါ်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ပြောင်းရွှေ့ခြင်းအနေနဲ့ဆိုလို့ရှိရင် ပေါင်80နဲ့မှာ သုံးတန်းလောက်ကိုကျွန်တော်တို့ကပေးရှိခဲ့ရတာဖြစ်တယ်။အဲဒီလိုပဲလောက်ခလာစာကိုကြည့်ရရင်လည်းတပတ်ကိုပေါင်2သိန်းခွဲထိပေးခဲ့ရတာဖြစ်တယ်။ဆိုတော့ Jaden Sancho ဟာတော်တော်ကျွန်တော်တို့ United တို့ကတော့တော်တော်လေးကိုငွေသုံးခဲ့တဲ့ကစားသမားတူဖြစ်တယ်ပေါ့နော်။ဆိုတော့ okay အကနေစပြီးကျွန်တော်တို့ United အသင်းထံကိုရောက်ရှိလာတယ်။ဆိုတော့ကစားသမားဟာကျွန်တော်တို့အသင်းထံကိုရောက်ရှိလာပြီးတဲ့နောက်မှာခြေစွမ်းကိုတော့မောလာမပြနိုင်ဘူးပေါ့နော်မပြနိုင်တဲ့အပြုံမှာသူ့မှာပြဿနာပေါင်းစုံနေတဲ့မိသားစုရေးကိစ္စတွေပြီးလို့ရှိရင်ဒီပါလဲ ဒီစိတ်တကြဆင်းတဲ့ကိစ္စတွေပေါ့နော်ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကိုပါကျွန်တော်တို့ကဒီအသင်းအနေနဲ့ကစားသမားနဲ့ပတ်သက်ပြီး handle လုပ်ပေးခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားစိတ်တကြဆင်းမှုတွေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အနေနဲ့အခြားနိုင်ငံတစ်ခုထိကိုသွားပြီးတော့မှဒီစိတ်တပြန်လည်မြင့်တင်ရေး program တွေအထိပါကျွန်တော်တို့ကလုပ်ပြီးတော့မှကစားသမားကိုပြန်လည်မြင့်တင်ပေးခဲ့တာဖြစ်ပါတယ် ဆိုတော့အဲ့ဒီနောက်မှာလည်းပြန်လာပြီးတော့မှ United ရဲ့နီးပြအဟောင်းဖြစ်တဲ့ Eric Ten Hag ရဲ့အဆင်မပြေမှုဖြစ်ပြီးတော့မှနောက်ပိုင်းမှာဒီ Chelsea ထံကိုအငှားသွားပြီးတော့ကစားခဲ့တာဖြစ်တယ်ဆိုတော့အခုဆိုရင် United ထံကိုပြန်ရောက်လာမယ်ဆိုတော့ဒီကစားသမားဟာကျွန်တော်တို့ United ထံကိုမရောက်ခင်ပြီးရင်ရောက်လာတယ်ရောက်လာတဲ့အချိန်အတောအတွင်းမှာ ਨੇ ဒီနောက်ဆုံး ်ချက်စီးထံကိုအငှားသွားကစားရတယ်ပေါ့နော်ဒီကာလတွေကိုကျွန်တော်တို့ကပြန်လဲသုံးသက်ရမယ်ဆိုလို့ရှိရင်ကစားသမားဟာ United အတွက်ကိုအကျိုးပေးခဲ့တယ်ဆိုတာတတော်ကြီးကိုမရှိတဲ့ကစားသမားပါဆိုတော့ဒီအပြောင်းအရွှေ့မှာ United ဟာ100%ကြရှုံးခဲ့တယ်လို့ကျွန်တော်တို့ကသတ်မှတ်ရပါတယ်ဆိုတော့ဒီလိုမျိုးအပြောင်းအရွှေ့ဒီလိုအဖြစ်ပြက်တွေကိုကျွန်တော်တို့ United အနေနဲ့သင်ခန်းစာယူရပါမယ်ဆိုတော့လက်ရှိမှာကျွန်တော်တို့ United ကခေါ်ဖို့စူးစမ်းနေတဲ့ကစားသမားတွေရှိတယ်သဘောတူညီမှုရရှိထားတဲ့ကစားသမားတွေရှိတယ် โอเคဆိုတော့အတင်းမှာဆက်လက်ပြီးတော့လူငယ်ကစားသမားတွေလည်းရှိရပါတော့ဆိုတော့ဒီလိုကစားသမားအားလုံးအတွက်ကိုဒီအပြောင်းအရွှေ့နဲ့ဒီ Chelsea ကို sorry ဒီ Sancho ရဲ့အပြောင်းအရွှေ့ကိုကျွန်တော်တို့ကတင်ကစားယူရပါမယ်ဒါမျိုးနောက်ထပ်ထပ်ပြီးတော့မှားလို့မရအောင်ပေါ့နော်မမှားတင့်အောင်မမှားရအောင်ကျွန်တော်တို့ကတင်ကစားယူရပါမယ်ဆိုတော့အခုဆိုလို့ရှိရင်ကစားသမားဟာကျွန်တော်တို့ United ကိုပြန်ရောက်လာပြီးရထားပါတော့ပြန်ရောက်လာလို့ရှိရင်လည်းကျွန်တော်တို့ရဲ့အခုလက်ရှိနီးပြဖြစ်တဲ့ အမိုရင်းရဲ့ system မှာလည်းသူဟာဘလို့မှအံဝင်ကွင်ကျဖြစ်နိုင်မကစားသမားမျိုးမဟုတ်ပါဘူးဆိုတော့ကစားသမားဟာနောက်ထပ်နီလန်တလန်အနေနဲ့ကတော့အသင်းကနေပြန်လဲထွက်ခွာဖို့ပဲရှိပါတယ်ဆိုတော့အသင်းကနေပြန်လဲထွက်ခွာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းအနေနဲ့ပြန်လဲရောင်းချဖို့အသင်းထက်ရှားရမယ်ရှားလို့ရှိရင်ရှားလို့တွေးပြီးပဲထားပါတော့တွေးလို့ရှိရင်လည်းကစားသမားရဲ့ပြောင်းရွှေ့ခြင်းအနေနဲ့ကျွန်တော်တို့ဟာတော်တော်ကြီးကိုနစ်နာရမယ် အခြေအနေမျိုးကိုရောက်နေတာပါဆိုတော့လာသမားကိုအတင်းရနေမလို့အဲ့လိုရောင်းရမယ်ဆိုကြတဲ့ကကိုကကျွန်တော်တို့ဒီပြောင်းရွှေ့ကြီးကဈေးကတော့နှိမ့်နေပြီးသားပါပဲဆိုတော့အခုဆိုလို့ရှိရင်လည်းပေါင်20နဲ့မှ5သန်းဆိုပြီးမှချက်စီးထံကိုလက်လွတ်ဖို့တော့ချက်စီးကညင်းပယ်ခဲ့တဲ့ကစားသမားပါဆိုတော့ကျွန်တော်တို့ဒီကစားသမားစီရင်ဘယ်လောက်ပြန်ရနိုင်မလဲပေါ့နော်ဆိုတော့ဒါတွေဟာတော်တော်ကြီးကို United ရဲ့အဲပြောင်းရွှေ့ဒီလောက်ကင်မှုရဲ့မှားယွင်းမှုကြီးတို့ ဘယ်လိုပြောမှာမြင်တာစီတယ်ပေါ့ဗျာကျွန်တော်ပြောတာဆိုတော့ကျွန်တော်တို့ဟာဒီကစားသမားနဲ့ပတ်သက်ပြီးအခုလက်ရှိအချိန်ထိကိုဟိုဘလိုမကိုအဆင်မပြေနိုင်တဲ့ကစားသမားမျိုးပေါ့နော်ဆိုတော့ဒါဟာတော့ကျွန်တော်တို့လက်ရှိအခု United ရဲ့ကစားသမားဖြစ်တဲ့ Sancho နဲ့ပတ်သက်ပြီးတော့အခုထွက်နေတဲ့တည်င်းနေနဲ့အတူကျွန်တော်တို့ဟာပြန်လည်ပြီးတော့မျှော်ရွယ်ကြခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သက်ကြီးအနေနဲ့ရောဒီကစားသမားကိုကျွန်တော်တို့ United အနေနဲ့ပြန်လည်ရောင်းချခဲ့ရင် ဈေးဘယ်လောက်ထိရနိုင်မလဲပြီးရင်ဘယ်အသင်းတွေကနေပြီးတော့သူ့ကိုခေါ်ယူဖို့ကြိုးစားမလဲဆိုတော့ comment section မှာကိုရောက်ပြီး message ပြုလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ okay ပါနောက်ထပ်ထပ်ပြီးတော့အပြောင်းအရွှေ့တစ်ခုကိုကျွန်တော်တို့တွားလိုက်ရအောင်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ United အနေနဲ့ဒီကိုသမားရှာပုံတော့ဖွင့်တဲ့အကြောင်းပါဆိုတော့ကျွန်တော်တို့ကိုသမားဒီ United အနေနဲ့ကိုသမားကိုဒီဘယ်လိုပြောမလဲဒီကိုသမားပြောင်းရွှေ့ကတော့ဟိုကြာအောင်မယ်ပေါ့ကြာအောင်မယ်ဆိုတာဘာလဲဆိုရင် ကျွန်တော်တို့မှာဦးစားပေးလုပ်ရမယ့်အလုပ်တွေရှိတယ်ပေါ့နော်အဲ့ဒါဘာတွေလဲဆိုရင်ဒီတိုက်စစ်ကစားသမားတွေခေါ်တာနဲ့ပြီးရင်ကွင်းလင်ရဖြစ်တင်မှုတွေပြီးရင်နောက်တန်းမှဖြစ်တင်မှုတွေဒါတွေဟာကျွန်တော်တို့ရဲ့ပထမဦးစားပေးဖြစ်တယ်ဆိုတော့ဒီဦးစားပေးအားတွေကိုကျွန်တော်လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကကိုသမားခေါ်ယူဖို့ဆိုတာဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ကကြိုတင်ပြင်ဆင်ပြီးတော့မှ United ကစိတ်ဝင်စားနေပါရဲ့ဆိုတဲ့ဒီသတင်းကိုထွက်လာခြင်းဖြစ်တယ်ဆိုတော့ဒီကစားသမားဟာဘယ်သူလဲဆိုလို့ရှိရင်ဒီရိုမာအသင်းရဲ့ကစားသမားဖြစ်တဲ့ ဒီ mile mile savila ဆိုတဲ့ကစားသမားလေးဖြစ်တယ်ဆိုတော့ mile savila ဟာအသက်က20နဲ့မှ9နှစ်ပဲရှိပါသေးတယ်ဆိုတော့အခုလက်ရှိဆိုရင် roma အသင်းမှာကစားနေတယ်ဒီကနေ့ performance အရဆိုတော့ကစားသမားဟာတော်တော်လေးကိုလက်စွမ်းပြပြီးတော့ကိုပေါက်ကာကွယ်မှုတွေပြုလုပ်ထားရဲလို့ကျွန်တော်တို့ဟာသိရတယ်ပေါ့နော်ဆိုတော့ဆိုတော့ဒီကစားသမားရဲ့အခု2024 2025ရဲ့ဒီလက်စွမ်းပြကာကွယ်မှုတွေအကြောင်းကျွန်တော်တို့ဆက်လက်ပြီး ကြည့်အောင်ပေါ့နော်ဆိုတော့2024 2025ရာသီမှာဒီကစားသမားဟာပြိုင်ပွဲဆုံးပွဲပေါင်း90နဲ့မှတပွဲကိုအာပါဝင်ပြီးတော့ goal ဖန်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီထဲမှာမှသူဟာ40နဲ့မှ9 goal ပေးခဲ့ရတယ်ဆိုတော့ဒါဟာဘလို့ပဲဖြစ်ဖြစ်ဟိုကောင်းမွန်တဲ့ lesson လို့ပြောလို့ရတယ်ပြီးရင် clean sheet ဆိုလို့ရှိရင်လည်း16ကြိမ်ချောင်ရထားတယ်ဆိုတော့ clean sheet 16ကြိမ်ဆိုတော့ဒါဟာတော်တော်များတဲ့ပမာဏဖြစ်ပါတယ် တော့ကိုဘောက်ကာကွယ်မှုအနေနဲ့ဆိုလို့ရှိရင်လည်း save percentage အနေနဲ့ဆိုလို့ရှိရင်လည်း82ရာခိုင်နှုန်းတရာဒီလုံးအတိုင်းလိုက်ရဆိုရင်82ရာခိုင်နှုန်းတော့သူစိတ်ခဲ့တာဖြစ်တယ်ပြီးရင်အာဒီတပွဲပြမြကိုပေးရနှုန်းက0.84ရာခိုင်နှုန်းရှိတယ်ပေါ့နော်ဒါတရာခိုင်နှုန်းတော့မရှိဘူးဥပမာပြောရမယ်ဆိုတော့ဒါတပွဲကို တကိုးမရှိတဲ့အဲလိုတကိုးမရှိတဲ့အဲလို percentage ကိုကျွန်တော်တို့ကပေးခဲ့ရတာပေါ့နော်ဆိုတော့ဒါဟာ20နဲ့မှ9နှစ်ရွယ်ကစားသမားအတွက်ကောင်းမွန်တဲ့ performance တစ်ခုပဲဖြစ်ပါတယ် ဆိုတော့ဒီကသမားအနေနဲ့ကသမားကို United အနေနဲ့စိတ်ဝင်စားနေရဆိုပြီးတော့ပို့အရာတိရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ United အနေနဲ့ဒီကသမားကိုခေါ်ယူဖို့ဆိုရင်ကျွန်တော်တို့လက်ရှိကသမားဖြစ်တဲ့ Onana, Baranda ဆိုတော့ဒီကသမားတွေကိုအရင်ဆုံးကျွန်တော်တို့ကရောင်းရှားရမှာဖြစ်တယ်။ဆိုတော့ဒီရောင်းရှားပြီးတော့မှကျွန်တော်တို့ကဒီကသမားကိုပြန်လဲခေါ်ယူဖြစ်တင်းမှုအတွက်ဆိုပြီးတော့မှစဉ်းစားနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဒီကသမားရဲ့လက်ရှိအခုဒီ Miley Saliva ရဲ့လက်ရှိဒီ sorry Miley Savila ရဲ့လက်ရှိကာလာပေါက်ဈေးဟာ ပေါင်တန်း20ဝန်းကျင်ရှိပါတယ်။ဒို့ပေမဲ့ဘာအဓိကလဲဆိုလို့ရှိရင်အခုလက်ရှိ report ရဲ့အဆိုရဒီကစားသမားကို United ကလိုချင်တယ်ဆိုလို့ရှိရင်ဒီ Roma အနေနဲ့ပေါ့နော်။ပေါင်တန်းဒီပေါင်တန်း33တန်းတွေပေါင်တန်း40ဝန်းကျင်ကြားပေါ့နော်။ပေါင်တန်း40ဝန်းကျင်အဲ့ကြားကိုသူတို့ကမျှော်လင့်နေပေါ့နော်။ဆိုတော့ဒါဟာလက်ရှိသူပြနေတဲ့ performance အရဆိုရင်တော့ Roma အနေနဲ့တောင်းမယ်ဆိုလဲတောင်း တောင်းမရတောင်းလို့ရမယ့်ပမာဏပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ United ရဲ့ငွေကြေးအခက်အခဲတစ်ခုရဒီတက်ပို့ပြီးတော့မှတန်း30ဝန်းကျင်လောက်ဆိုရင်တော့အာမဆိုးဘူးပေါ့ဗျာကျွန်တော်အမြင်ပြောရရင်တော့တန်း30ဝန်းကျင်လောက်ဆိုရင်တော့လက်ရှိပြနေတဲ့ performance ရဆိုတော့ဒီကစားသမားဟာတန်တယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့။ဒါပေမဲ့တန်း40ကျော်တန်း50ဒါမျိုးတွေဖြစ်လာတယ်ဆိုရင်တော့ဒါအသိပြီးတော့အဆင်မပြေနိုင်ဘူးပေါ့ဗျာချင်းပြောရရင်တော့ Okay ပါဆိုတော့လက်ရှိဒါဟာကျွန်တော်ဒီ United ရဲ့စိတ်ဝင်စားနေတဲ့ကိုသမားဒီ Roma ရဲ့ အဓိကကိုသမားဖြစ်တဲ့မိုင်းလီဆာဗီလာရဲ့အကြောင်းကိုပြန်လည်ဖော်ပြပေးခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြည်သက်ကြီးအနေနဲ့ရောဒီကိုသမားလေးကိုသဘောကျရလားဒီကိုသမားရဲ့ lesson ကိုလည်းဘယ်လိုမြင်လဲပြီးလို့ရှိရင်ဒီကိုသမားကိုအကယ်၍ခေါ်ယူခဲ့မယ်ဆိုလို့ရှိရင်လည်းပြောင်းရွှေ့ကြည့်ဘလောက်များများပေးရနိုင်မလဲဆိုတော့ကျွန်တော်ရဲ့ comment section မှာဝင်ရောက်ပြီးအမှတ်ချက်ပြုလို့ရပါတယ်ခင်ဗျာ။ Okay ပါကျွန်တော်ရဲ့ဗီဒီယိုဒီမှာနားကျင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ခင်ဗျာ။အားလုံးကျေးဇူးများရှိတင်ပါတယ်ကျွန်တော်ကိုထိုက်ပါ